အာဆင်နယ်နဲ့ချက်ဆီးပွဲကတော့ကျွန်တော်တို့ဒီနေ့ည7:00နာရီမှာကန်တော့တော့မှာပေါ့နော်အဲ့တော့ကျွန်တော်ကိုအာဆင်နယ်နဲ့ချက်ဆီးပွဲဘယ်လိုနိုင်စေချင်လဲလို့မေးရင်တော့ကျွန်တော်ကတော့အာဆင်နယ်ကိုနိုင်စေချင်တာပေါ့ဗျာဘာလို့လဲဆိုတော့ချက်ဆီးကကျွန်တော်တို့နဲ့ Champion League ဝင်ခွင့်ပြိုင်ဘက်တွေဖြစ်နေလို့ပေါ့နော်အဲ့တော့ကျွန်တော်နိုင်စေချင်နိုင်နိုင်မလားဆိုတော့လေကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့လေအမှန်တမ်းပြောရရင်တော့ကျွန်တော်ဒါအာဆင်နယ်ကိုနိုင်စေချင်တယ်အဲ့တော့ဝဲချိုတုံးတဲ့ချက်ကလေးကျွန်တော်အနေနဲ့ပြုလုပ်ပေးသွားခြင်းပါတယ်အဲ့တော့ အာဆင်နယ်ရဲ့ကြောင့်အာဆင်နယ်တင်းကြောင့်အရင်ပြောလိုက်ကြအောင်ဗျအာဆင်နယ်ကဖေဖော်ဝါရီလအစမှာကဒါမန်စီးတီးကိုပေါ့နော်ဒါ5-1ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တယ်အဲ့တော့အဲ့လိုအနိုင်ရရှိခဲ့တာကတို့တင်းရဲ့ဒီတိုက်စစ်မှုမရှိတဲ့ပြဿနာကိုဘယ်လိုပြောမလဲတိုက်စစ်မှုဝယ်ဖို့တိုက်စစ်မှုလိုတယ်ဆိုပြီးဝေဖန်တဲ့နေကိုရက်တက်နိုင်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့ထင်ကောင်းထင်ခဲ့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့မန်စီးတီးလိုအတင်းကို5-1ဆိုပြီးတော့နိုင်ခဲ့တာပေါ့နော်အဲ့တော့ ဒါပေမဲ့သူတို့ဒီမန်စတီးတင်းကိုဖိုင်ဝမ်းနဲ့နိုင်ပြီးရဲ့နောက်ပိုင်းပေါ့နော်ဒါပရီးမီးယားလိပွဲစဉ်ဆိုတပွဲပဲနောက်ဆုံးမှာအနိုင်ရရှိတော့တယ်အဲ့တော့ပြောရလို့ရှိရင်ဒါတိုက်စစ်မှုလိုတယ်ဆိုရဲအချက်ကပျောက်မသွားဘူးပေါ့နော်ဒါနိုင်တဲ့ဒါအတင်းကလည်းဒါဆောက်တန်လက်စတာဖြစ်နေမယ်ဗျလက်စတာကိုသူနိုင်ထားတာဆိုတော့ အော်ဘယ်လိုပြောရမလဲဒါဟိုတိုက်စစ်မှု logo လိုရယ်ဆိုရင်အတိတ်ပဲပေါ့နော်အဲ့တော့ Chelsea ဘက်ကိုပြန်ကြည့်မယ်ဆိုရင်လည်း Chelsea ကနောက်ဆုံးနှစ်ပွဲစတိုက်ပြန်နိုင်လာပေါ့နော်အဲ့ရှိမှဆိုရင်ရလက်တွေဆိုးရွားနေတာဗျာ Chelsea အတင်းရဲ့ရလက်တွေတော်တော်ကြီးကိုဆိုးရွားနေတာအဲ့တော့ဆိုးရွားနေတော့ခါကျတော့ Chelsea တင်းနှစ်ပွဲစတိုက်ပြန်နိုင်လာတော့တို့ပြန်ပြီးတော့ပုံမှန်ပြန်ဖြစ်လာပြီလားလမ်းကြောင်းမှန်ကိုပြန်ရောက်လာပြီလားဆိုပြီးတော့ကျွန်တော်တို့ တွေးကောင်းတွေးခြင်းပြင်မယ်ပေါ့နော်တို့နိုင်တဲ့အတင်းကလည်းဒီအာဆင်ဟွာပေါ့နော်လက်စတာနဲ့ဒီဆောက်တန်တမ်ဟိုစရာအောက်ဆုံးကအတင်းနေဆိုတော့တို့ပြန်လာနိုင်နေရလို့ကျွန်တော်ယတိပြက်ကြီးပြောလို့မရသေးဘူးဗျာအဲ့တော့အာဆင်နယ်ရောချက်စီရောကနောက်ဆုံးဒီပရီးမီးယားလိအခြေအနေတွေကအရင်ကောင်းမွန်တယ်လို့ကျွန်တော်ယူဆလို့မရဘူးပေါ့ဗျာအဲ့တော့ တော့ Chelsea ဘက်ကဒီ Arsenal ဘက်ကရောကျွန်တော်တို့ဒီလူစင်းအခြေအနေရောဘယ်လိုအခြေအနေရှိလဲဆိုတော့ Arsenal ကတော့ဒါပြီးခဲ့တဲ့ Champions League ပွဲစဉ်မှာဆိုလို့ရှိရင်ဒါ PSV ကိုတရေကျပြီးတော့နောက်တစ်ဆင့်တက်ရောက်သွားခဲ့တယ်ပေါ့နော်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါ Man U နဲ့တုန်းကတရေကျတဲ့ပွဲမှာပေါ့နော်ပွဲထုတ်ခဲ့တဲ့ကစားသမားအဓိကကစားသမားတွေကိုအနာပေးခဲ့တယ်ပေါ့ဗျာဘာလို့အနာပေးခဲ့လဲဆိုတော့ PSV ကိုပထမအကြော့မှာ7-1ဆိုရဲရလနဲ့အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်အရန်ကစားသမားတွေနဲ့ပဲကန်သွားတာကိုတွေ့ရတယ်ဗျအဲ့တော့ ဒီကပွဲထွက်ကစားရမတွေချက်စီးနဲ့ပွဲမှာအာရင်အပြစ်လန်ဆမ်းမှုအပြစ်နဲ့တို့ပုံမှန်ပြန်လဲပွဲထွက်ခွင့်ရလိမ့်မယ်ပေါ့နော်အဲ့တော့ချက်စီးဘက်ကကြည့်မယ်ဆိုရင်တော့ဒါချက်စီးတင်းဘက်ကနေပြီးတော့ပေါ့နော်ဒါဟိုကိုပါမပေါ့နော်ကိုပါမကရလက်တွေတော်တော်ကြီးကိုကြာဆင်းနေလို့ပြောလို့ရတယ်ပေါ့နော်ချက်စီးတင်းရဲ့ဒီအနိုင်ပွဲအများစုကကိုပါမပေါ်မှာပဲမူတည်နေတာကိုပါမခြေစွမ်းကြာဆင်းသွားတာနဲ့ဒါချက်စီးတင်းကဟိုပို့ပြီးတော့ရလက်တွေဆိုးရတော့ကျွန်တော်မြင်တွေ့ခဲ့ရပေါ့နော်ဒါ ချက်စီးနဲ့ကုပါမာဆိုတော့ခွဲခြားလို့မရဘူးเนาะဒါပေမဲ့ကုပါမာအခုလောလောဆယ်မှာခြေစွမ်းနေတာတော်တော်လေးကိုထိုးကြနေတယ်ဒါလက်စတာနဲ့ပွဲမှာဆိုရင်တော့ပနတီကလွဲခဲ့ရည်ရယ်ဗျာအဲ့တော့ကုပါမာနဲ့ချက်စီးကဒဏ္ဍာနဲ့ကြာနေတဲ့အတွက်ကုပါမာအနေနဲ့အခုလက်ရှိအာဆင်နယ်နဲ့ပွဲမှာဆိုရင်တော့ဒါပြန်ပြီးတော့ခြေစွမ်းကောင်းပြတ်တားနိုင်ဖို့လိုတယ်ပေါ့เนาะအဲ့တော့ချက်စီးနဲ့အာဆင်နယ်အာထိတ်တိုက်တွဲဆမှုရလက်တရရောဘယ်လိုလဲဆိုတော့ဒါချက်စီးချင်းအတွက်ကပရိတ်သတ်တွေအတွက်ကတော့တကယ်မကောင်းဘူးဗျဘာလို့လဲဆိုတော့နောက်ဆုံး9နှစ်တွင်မှာ17ကြိမ်တွေ့တာဗျာ ချက်စီယာတပွဲပဲအနိုင်ရရှိထားတယ်။အဲ့လောက်ကြီးဒီကိုချက်စီယာအခြေအနေဆိုးနေတာအာဆင်နယ်နဲ့တွေ့တိုင်းရလက်မကောင်းအဲ့တော့ပထမကြော့မှာဆိုလို့ရှိရင်လည်းဒါချက်စီပေါ့နော်ချက်စီနဲ့အာဆင်နယ်စတန်ဘရစ်ကွင်းမှာပေါ့နော်တွေ့ဆုံထားမှာဆိုရင်လည်း1-1တည်းကြာထားတယ်။အဲ့တော့ချက်စီတင်းတို့ကတော့ဒီအာဆင်နယ်တင်းကွင်းကိုလာကန်းတာအရင်မျှော်လင့်ချက်တော့တိတ်မရှိလောက်လို့ပြောလို့ရတယ်။ဒဏ်ရာရအနေထားမှာဆိုရင်တော့ဒါ အာဆင်နယ်တင်းကဒီကိုင်ဟာဘတ်နဲ့အာဂါဘရီယယ်ဂျေဆုပေါ့နော်ဒီတိုက်စစ်မှု2ရောက်လုံးကတော့ယာရီကုံထိနားရမှာဖြစ်တဲ့အတွက်မပါမပါဝင်းပေါ့နော်ဂျန်နေဒူရီကတော့ကျွန်တော်လူဆုံတက်ဆုံရှိရလို့ပြောလို့ရတယ်ချက်စီဘက်ကလည်းနီကိုလက်ဂျက်ဆန်တို့ ဒီမဒူဂီတို့ပေါ့နော်အဓိကကစားသမားတွေတော့မပါဝင်နိုင်ဘူးအဲ့တော့ကိုပါမားတို့လောက်ပဲပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော်အဲ့တော့နှစ်တင်းအောင်ကြည့်ရမယ့်ကစားသမားတွေကလည်းအများကြီးမရှိဘူးဗျအာဆင်နယ်အတင်းကလည်းပွင့်လဲကိုပဲစောင့်ကြည့်ရမှာအဲ့တော့နောက်ဒီပရီးမီးယားလိမှာနောက်ဆုံးအာဆင်နယ်အတင်းအတွက်ဂိုးဒွန်းပေးထားတဲ့လူကဒါမန်ယူနဲ့ပွဲမှာတရေချခဲ့တဲ့ဒီကလန်ရိုက်စ်ချက်စီအတင်းအတွက်ကတော့ကိုပါမားဝယ်ပြန်စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ချက်စီနဲ့အာဆင်နယ်ကျွန်တော်တို့အနေထားရတော့ဒူမတာကိုအတုပအနေထားရပါပေါ့နော်ချက်စီအတင်းကလည်းကျွန်တော်တို့မျှော်လင့်ချက်တိတ်မရှိတော့ဘူး conference league ကိုပဲသူ မျှော်လင့်ရတော့မှာဖြစ်တယ်လို့ကျွန်တော်တို့ဒီ Arsenal တင်းကလည်းအပရီးမီးယားလိမှာလပါဘူးကိုလိုက်မိဖို့ဆိုတာရရင်မလွယ်တော့ဘူးဗျအဲ့တော့မနေ့ရဆိုလို့ရှင်ဒါမန်စတီးအတင်းကတရေကျတာရတဲ့အတွက်ချက်စီးတင်းဒီဒီနေ့ပွဲစဉ်ဘလူးရဲ့ရလက်ပဲထွက်ပစီပေါ့နော်ရရင်ရလက်ကပြောင်းလဲသွားဖို့တော့မရှိတဲ့အနေထားပေါ့နော်ဟိုအောက်ကနျူကာဆယ်တို့ပါလို့ကတော့ချက်စီးဒီဘာပေါ့နော်ချက်စီးကိုမှီဖို့တော့ နည်းနည်းလေးလိုဦးမယ်ထင်တယ်ဗျကံပိုးလဲသူကတပွဲကြံနေရဆိုတော့ဟိုလောလောဆယ်တော့ယက်တီမူအနေထားရပြောင်းလဲဖို့တော့မရှိဘူးပေါ့နော်အဲ့တော့နယူကာဆယ်ချက်စီပဲ99အာဆင်နယ်ပဲ99ပြောရမယ်ဆိုအဆင့်ပေးအဆင့်ယက်တီမူမှာတော့အများကြီးကွာဟမှု ပြောင်းလဲသွားမယ့်အနေထားမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုဒါချက်စီတင်းဝယ်ကျွန်တော်အနေနဲ့ပို့ပြီးတော့ဟိုရလက်ကောင်းရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ဟိုတုံးတက်ချင်တယ်ဗျာဘာလို့လဲဆိုတော့အာဆင်နယ်တင်းကတေးကြတယ်သူတို့ဒီဒီ လီပြိုင်ပွဲမှာဆိုရင်လေဒါပရီးမီးယားလိကို live မှီဖို့မလွယ်တော့ဘူးဗျာပြီးလို့ရှင်ဒါပြည်တွင်းဖလားတွေဖြစ်တဲ့ FA Cup တို့အချိုးကြီးဖလားတို့အဲအဲ့ပြိုင်ပွဲတွေကနေတဆင့်ထွက်ခရပြီဆိုတော့ကျွန်တော်တို့တော့မျောလင်းစရာက Champion League ပဲရှိတော့တယ် Champion League မှာတွေ့ရမှာလေ Real Madrid ဆိုတော့တို့တို့ဒီလိုပွဲစဉ်တွေကိုအဓိကကစားသမားတွေဒဏ်ရာမရဖို့လောက်ပဲဦးစားပေးကစားမယ်အော်တရည်တို့မဟုတ်အနိုင်လောက်ရအနိုင်ရပါတော့အနိုင်ရရင်ကံမယ်ဒါမှမဟုတ် ဟိုတရေရရယူမယ်ဒါမျိုးလောက်ပဲတို့တို့စူးစမ်းအထောက်တော့မယ်ကြာကျွန်တော်အထင်ပြောတာပေါ့လေဘာလို့လဲဆိုတော့တို့တို့ဒီဒီပြိုင်ပွဲမှာရလက်ကောင်းကောင်းဟိုနိုင်နိုင်မနိုင်နိုင်ပေါ့နော်အချိန်ကြီးအရင်ဆိုးရတော့မှာမဟုတ်ဘူးတော်ဖိုးတဲ့ဝင်ဖို့ကလည်းတေချာသွားပြီဆိုတော့ကချန်ပီယံလိကိုပဲအိုင်အောင်စိုက်တော့မယ်အဲ့တော့ချန်ပီယံလိကိုအိုင်အောင်စိုက်ဖို့အတွက်အဓိကကစားသမားတွေမနောင်ပဲထိန်းကန်သွားလိမ့်မယ်လို့ကျွန်တော်ညယူဆတယ်တစ်ဖက်ကချက်စီဘက်ကတော့ဒါဘာပဲဖြစ်ဖြစ်အဆင့်လေးနေရာရတိဟိုရဖို့အတွက်ပေါ့နော်ဒါအာဆင်နယ်တိကိုနိုင်လိုက်မယ်ဆိုရင်ဒါတို့ဒီချီနီတော်ရီကိုကောင်းတော့မှာဖြစ်တဲ့အတွက်တို့တို့ဒီဒီပွဲကိုရေကုန်ရေခမ်းဆော့လာ ပါလိမ့်မယ်အဲ့တော့ကျင်းမြောင်းတဲ့ရလက်တွေနဲ့ပဲပေါ့နော်တရည်ဆိုရင်တော့ကျွန်တော်အနေနဲ့11လို့ပဲမှန်းပြီးတော့တကယ်လို့နိုင်မယ်ဆိုရင်တော့ Chelsea တင်းက12ဆိုတဲ့ရလက်နဲ့အနိုင်ရရှိလိမ့်မယ်လို့ကျွန်တော်ယူတော့ comment တုံးတက်မိပါရယ်ဗျညီကိုရောဒီဘက်ရလက်ကိုဘယ်လိုမြင်လဲတစ်ချက်လောက် comment မှာရေးပေးခဲ့ကြပါအောင်ဗျ